ကြောင့်မလို့ကဆုံလားပြည်ဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလေကဆုံလားပြည်နေပဲနောက် နောက်ဆုံးဘဝမှာဖွားတော်မူတာလေကဆုံလားပြည်နေပဲဖျားဖြစ်သူရောက်တော်မူတာလေကဆုံလားပြည်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလေကဆုံလားပြည်နေပဲလို့ဒါကြောင့်မို့အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ပြာရိတ်တော်ခန္ဓာလဲကဆုံလာပြီဟောဖွာတော်မူတာလဲကဆုံလာပြီဖျားဖြစ်သူရောက်တာလဲကဆုံလာပြီပြိနိဗ္ဗာန်စန္ဒာလဲကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့ဖွာတော်မူတာရဲ့ ဖရာဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသာနာရဲ့၃ခုသို့တော်ဒီဘဝမကဘူးဖះလောင်းရဲ့တန်တရာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတ်တော်ခန္ဓာနဲ့ဒီလားလို့။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘလို့ပါအောင်ဆို။တရာခဏဝိရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဘေးကနတ်တွေမြမာတွေ ဲ့ဒီဗျာဒိတ်ခံတဲ့ပွဲမှာဖះကိုပူဇော်ရင်သူ့မိသားရဲ့သိလေးကိုဖះလောင်းဆိုပြီးတော့ဝန်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြတယ်ဖះကဖះဖြစ်လိမ့်မယ်အနာဂတ်မှာဖះဖြစ်လိမ့်မယ်တို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြည့်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်ကောင်းငယ်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက် သူကနေ့ခါကြီးမှာပဲဖြစ်စီပေါ့ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းငင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီးဝန်းကြီးကလည်းပဲဝိတာခါဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခါနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံငါးပြည့်ပဲဒါကြောင့်မို့ကဘာမှာ ကဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတံခါကိုပြောတာပဲသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝိစာခါဝိစာခါကိုဝိဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားကအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခါဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခါပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝိဆက်ဒီလိုအတန်ထွက်တာဝိတံခါ နှစ်ထောင်ကြီးနှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဘုရားသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဗုဒ္ဓဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင် ကဘာကြီးငြိမ်းချမ်းရွံ့နေမှာကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တယ်အမှန်တမ်းအထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သူမွေးဖွားတဲ့ရက်ရက်တရားကဘာမှာယုံပိတ်ရဲ့ဖြစ်အတိမပြုသင့်တယ်လို့အဆိုတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမပြုပြီးတော့တတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်။ဂေဇက်တဲ့ဟောလီဒေးလို့ခေါ်တယ် 2000တက်ကြရ2000ဟာအခုတက်ကြရ2000ဆနစ်ရှိသွားတယ်